စစ်ပွဲဆိုတာကြောက်စရာကောင်းပါတယ်ဒါပေမဲ့တချို့စစ်ပွဲတွေကတော့လူသားမျိုးနွယ်ရဲ့ကိုကျင့်တရားနဲ့စင်ကျင်တုံတရားကိုမေးခွန်းထုတ်စရာဖြစ်လာစေပါတယ်ဒုတိယကမ္ဘာစစ်အတွင်းမှာနျူကလ িয়ার ဘုံးတွေရဲ့ကြောက်မက်ဖွယ်ရာအစွမ်းကိုကမ္ဘာကမသိသေးခင်မှာတော့မြို့ပေါင်းများပါဟာမီးလောင်ဘုံးတွေကြောင့်ပြပုံဘဝရောက်ခဲ့ရပါတယ်ဒီဘုံးတွေဟာစက်ရုံတွေကိုပိတ်မှတ်ထားတာမဟုတ်ဘဲအရက်သားတွေကိုပါဓာတ်ရိုက်ထိခိုက်ခဲ့ပါတယ်ဘာကြောင့်ဒီလိုဖြစ်ခဲ့ရတာလဲပြီးတော့ဂျပန်နိုင်ငံရဲ့မြို့တော်တိုကျိုကိုနျူကလ িয়ার ဘုံးကျဲဖို့ ဘာကြောင့်ရှောင်သွားခဲ့ရသလဲဒီလိုရည်ရွယ်ချက်ရှိရှိလှုပ်ဆောင်ခဲ့တဲ့ဖြက်စည်းမှုတွေကစစ်ပွဲရဲ့ရလဒ်ကိုဘလို့ပြောင်းလဲစေခဲ့သလဲတမိုင်းရဲ့မေ့လျော့နေတဲ့ဒီအကြောင်းအရာတွေကိုအတူတူလေ့လာကြည့်ကြရအောင်ပါ1945ခုနှစ်ဩဂုတ်လ6ရက်နေ့ရဲ့ငြိမ်သက်နေတဲ့ Pacific သမုဒ္ဒရာတွေကသေးငယ်လှတဲ့ leader စခန်းလေးတစ်ခုကနေ B29 Strato Force Trucks အမျိုးအစားဘုံးကျဲလေယာဉ်6စီးဟာတိတ်တဆိတ်ပြန်တက်လာခဲ့ပါတယ်။သုံးစီးကပြစ်မှတ်ဖြစ်လာနိုင်တဲ့မြို့ရရဲ့ရာသီဥတုအခြေအနေကိုကြိုတင်စစ်ဆေးဖို့ရှေ့ကဥတီပြန်တန်းနေပြီးကြံသုံးစီးကတစီးက လေ့လာသူကအပြည့်ပါရှိတဲ့လေရင်နောက်တစ်စီးကတိုင်းတာရေးကိရိယာတွေတည်ဆောင်ထားတဲ့လေရင်ဖြစ်ပြီးတော့နောက်ဆုံးတစ်စီးမှာဆိုရင်ထာဝရပြောင်းလဲပြစ်မဲ့ကမ္ဘာသမိုင်းကိုလက်နက်ကိုတည်ဆောင်ထားပါတယ်။သူတို့ရဲ့တတ်မှတ်ပြစ်မှတ်စီရောက်တာနဲ့တိုက်ခိုက်မဲ့လေရင်ကဘုံကျဲဖို့ပြင်ဆင်မှာတော့တယ်။လေရင်မှုရဲ့မိခင်နာမည်ကိုအစွဲပြုပြီးမှဲ့ခေါ်ထားတဲ့အန်နိုလာဂိလ်လေရင်ဟာဂျပန်နိုင်ငံရဲ့စက်မှုမျိုးတော်ဟီရိုရှိမားရဲ့အပေါ်စီးကနေမြင်ဝင်းကောင်းကောင်းရနေပါတယ်။မနက်စောစောရာသီဥတုစစ်စေးရေးလင်းရဲ့သတိပေးချက်ကြောင့်လေချောင်းရန်ကင်းရှင်းပြီးထင်ပြီးတော့ မကြခင်အစအနမကြံပျောက်ကွယ်သွားရမယ့်လူတွေကနေစဉ်ဘဝကိုပြန်ဆနေကြပါပြီတချို့ကအိမ်မှုကိစ္စတွေလုပ်နေကြသလိုတချို့ကလည်းကြောင်းတက်ဖို့ပြင်ဆင်နေကြပါတယ်အဲ့ဒီလိုအချိန်မှာပဲအတန်ကြေးကြီးတစ်ချက်စူးရှတဲ့အလင်းတန်းကြီးတစ်ခုတည်းနဲ့အတူအားလုံးပြီးဆုံးသွားခဲ့ပါတယ်ဘုံရဲ့ပူချိန်ကြောင့်လူထောင်ပေါင်းများသောဟာနေရာရင်းပြကြသူတို့ရဲ့ခန္ဓာကိုယ်တွေကအင်္ဂါတွေစူပွက်ကုန်ပြီးသေဆုံးခဲ့ကြရပါတယ်အစောပိုင်းမီလုံးကြီးရဲ့အပူလောင်တံရတွေပြိုကျလာတဲ့အဆောက်အအုံပိုင်းစားတွေနဲ့ဓာတ်ရောင်ကြီးတင့်မှုတွေကြောင့်နောက်ထပ်အများကြီးသေဆုံးခဲ့ကြရပါတယ် မြို့လူဦးရေရဲ့90ရာခိုင်နှုန်းဟာဘုံတံတင့်ခံခဲ့ရပြီးဒီဘုံဟာလူသားမျိုးနွယ်ကိုနျူကလ িয়ার ခစ်စီကိုတွန်းပို့လိုက်ပါတယ်။၃ရက်ကြာမှတော့ဒုတိယမြောက်ဘုံကျဲမှုကနာဂါစကီမြို့ရဲ့လူနေရပ်ကွက်တစ်ခုကိုဖျက်ဆီးပစ်ခဲ့ပြန်ပါတယ်။ဒီနေရာမှာတေဆုံးသူရေအတွက်ဟာ4000ကနေ9000ကြာရှိခဲ့တယ်လို့ခန့်မှန်းရပါတယ်။ဟီရိုရှိမားနဲ့နာဂါစကီမြို့တွေဟာနျူကလ িয়ার ဘုံကျဲခံရမှုနဲ့ထာဝရချိတ်ဆက်နေပါတော့မယ်။ဒါဟာကမ္ဘာစစ်သမိုင်းမှာနျူကလ িয়ার ပုံးတွေကိုလက်တွေ့အသုံးပြုခဲ့တဲ့တခုပြီးသောအချိန်ပဲဖြစ်ပါတယ်။ ဒီဘုံတွေဟာဒုတိယကွာစစ်ကိုအဆုံးသတ်ရမှာအခန်းကဏ္ဍတစ်ခုကနေပါဝင်ခဲ့တယ်ဆိုတာငြင်းလို့မရပါဘူး။ဒါပေမဲ့အမြဲတွေးမိတာကဘာလို့ဒီမျိုးနှစ်မျိုးကိုရွေးချယ်ခဲ့တာလဲ။ဒီမျိုးတွေကတိုကျိုဒါမှမဟုတ်အိုဆာကာလိုမြို့ကြီးတွေလည်းမဟုတ်သလိုအရေးပါတော့ဆက်မှုလုပ်ငန်းကြီးတွေလည်းရှိတာမဟုတ်ပါဘူး။ဒီလိုရွေးချယ်ခဲ့ရတဲ့အကြောင်းရင်းကတော့တကယ်ကိုကြေကွဲစရာကောင်းလာပါတယ်။ဒါဟာသမိုင်းတစ်လျှောက်အသေးပြောက်အများဆုံးလေချောင်းစီးနေမှုတိုက်ခိုက်မှုကြီးနဲ့ဆက်ဆက်နေပါတယ်။ပထမဆုံးအနေနဲ့စစ်ကြီးရဲ့ဘုံတွေမကျဲခင်ကအခြေအနေကိုနားလည်ဖို့လိုပါတယ်။1945ခုနှစ်မေလမှာ ဂျာမနီဟာဥရောပမှာလက်နက်ချလိုက်ပါပြီ။စစ်ပွဲပြီးသွားပြီဆိုတော့အားလုံးပျော်ရွှင်နေကြပါတယ်။ဒါပေမဲ့အမေရိကန်မှာလျှို့ဝှက်စီမံကိန်းတစ်ခုကိုလှုပ်ဆောင်နေတဲ့တချို့လူတွေအတွက်ကတော့စိတ်ပျက်စရာပါပဲ။အဲ့ဒီစီမံကိန်းကစစ်ပွဲကိုအဆုံးသတ်နိုင်တဲ့နျူကလ িয়ার လက်နက်တစ်ခုကိုတည်ဆောက်ဖို့ပါပဲ။သူတို့ဟာစမ်းသပ်မှုတွေလုပ်ခဲ့ပြီးဒါဟာတကယ်တမ်းလက်တွေမှာအလုတ်လုံမလုံသိကျင်နေကြပါတယ်။ဒါပေမဲ့မကြခင်မှာပဲသူတို့ကစမ်းသပ်ခံမှုနေရာတစ်ခုရှာတွေ့သွားပါပြီ။ဘာလို့လဲဆိုတော့ကဘာကြီးရဲ့တစ်ဖက်ချမ်းမှာငြိမ်းချမ်းရေးမရှိသေးလို့ပါပဲ။ အမေရိကန်ဟာဂျပန်နဲ့တော်တော်နှေးကွေးလေးလံပြီးတော့အဖိုးခါကြီးတဲ့စစ်ပွဲတစ်ခုကိုတိုက်ခိုက်နေရပါတယ်။သူတို့မှာကျွန်းတကျွန်းပြီးတကျွန်းခုံပြန်ကြော်လှတိုက်ခိုက်ရင်းနဲ့ပဲနောက်ဆုံးတော့အမေရိကန်တွေဟာဂျပန်မြေပေါ်ကိုဆင်းသက်နိုင်ခဲ့ပါတယ်။အိုကီနာဝါတိုက်ပွဲဟာမဟာမိတ်တွေအနေနဲ့ဂျပန်ရဲ့အဓိကကျွန်းကြီးကိုမကျူးကျော်ခင်နောက်ဆုံးမစ်ရှင်ဖြစ်ပြီးပြင်းထန်တဲ့တိုက်ပွဲတစ်ခုဖြစ်ခဲ့ပါတယ်။များသောအားဖြင့်စစ်ပွဲမှာရှုံးတော့မယ်ဆိုတာသိရင်လက်နက်ချပေမဲ့ဂျပန်တွေကတော့အဲ့လိုမဟုတ်ပါဘူး။ဂျပန်ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဟာအဖမ်းမခံရခင်ကိုကိုကိုနီးမျိုးမျိုးနဲ့တတ်သေးခဲ့ကြပါတယ်။ဒါဟာဘာလို့လဲဆိုတော့ ဂျပန်စစ်ဦးသီးချုပ်တွေကဒီမိုကရေစီနိုင်ငံတွေဟာသူတို့အနေနဲ့ဆုံးရှုံးမှုများလာရင်သူတို့ရဲ့ခေါင်းဆောင်တွေကိုမဲနဲ့ဖြုတ်ချပြီးစစ်ပွဲကိုအဆုံးသတ်ဖို့ဘာမဆိုအလျှော့ပေးလိမ့်မယ်လို့ထင်ခဲ့ကြလို့ပါဒီလိုတွေးကြောင့်ပဲဂျပန်ကာဝယ်ရေးတပ်ဖွဲ့ဝင်69ရာခိုင်နှုန်းနီးပါးဟာအသက်ပေးခဲ့ကြရပါတယ်ဒါဟာပစိဖိတ်စစ်ပွဲဇက်ခုံတစ်ခုလုံးမှာသွေးအထွက်ဆုံးတိုက်ပွဲတစ်ခုဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်တနည်းအားဖြင့်ဒီတိုက်ပွဲကအမေရိကန်တွေကိုတကယ်ကိုထိတ်လန့်သွားစေခဲ့ပါတယ်အိုကီနာဝါမှာတော့ဒီလောက်ပြင်းထန်တဲ့ကာဝယ်မှုတွေနဲ့ရင်ဆိုင်နေရတယ်ဆိုရင် ဂျပန်ပြည်မာကြီးကိုကျူးကျော်ဖို့အတွက်မဟာမိတ်စစ်သားဘလောက်များများတေဆုံးရမလဲဆိုပြီးသူတို့စိုးရိမ်ခဲ့ကြပါတယ်။ခံမှန်းချက်တွေဟာတောင်းနဲ့ချီတဲ့တေဆုံးမှုကနေနှစ်သိန်းခွဲအထိတေဆုံးဒဏ်ရာရနိုင်တယ်လို့အမျိုးမျိုးတွက်ချက်ခဲ့ပါတယ်။ဒါကြောင့်ပဲအမေရိကန်တို့ဒေါ်လာ1ဘီလီယံအကုန်ကျခံတီထွင်ထားတဲ့အသစ်ဆက်ဆက်နျူကလ িয়ার လက်နက်လေးဟာဆိုရင်ဖြစ်ရုတ်တရက်စိတ်ဝင်စားဖို့ကောင်းတဲ့ရွေးချယ်စရာတစ်ခုဖြစ်လာခဲ့ပါတယ်။ဘုံသာလှုပ်ဖြစ်ခဲ့ရင်ကျူးကျော်စရာမလိုတော့ပဲအမေရိကန်စစ်သားတွေလည်းအသက်ဆုံးရှုံးစရာမလိုတော့ဘူးလို့တွေးခဲ့ကြတာပါ။ ဒါဟာပြီးပြည့်စုံတဲ့အခြေအနေပဲလို့သူတို့ယူဆယူဆခဲ့ကြပါတယ်။ဒါပေမဲ့ဘုံကိုအသုံးပြုဖို့ဆုံးဖြတ်ပြီးတဲ့အခါဒီလက်နက်ရဲ့စွမ်းအားကိုဘလို့ဖြစ်မလဲဆိုတဲ့မေးခွန်းကပေါ်လာပါတော့တယ်။နောက်ဆုံးတော့မြို့တစ်မြို့ပေါ်မှာကျဲချဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။ဒါဆိုဘယ်မြို့ကိုရွေးမလဲ။သူတို့ဟာတင်းငယ်တဲ့ကော်မတီတစ်ခုဖွဲ့သီးပြီးဘုံကျဲဖို့အတွက်မြို့ပြ area ကြီးကြီးရှိရမယ်။တိုဂျိုနဲ့နာဂါဆကီကြားမှာရှိရမယ်။စစ်ရေးရာမဟာဗျူဟာကြားရမယ်လို့ဆုံးဖြတ်ခဲ့ကြပါတယ်။စာရင်းကိုကြည့်လိုက်ရင်ဟီရိုရှိမားလဲပါဝင်ပြီးတော့အောက်ဆုံးသားမှာတော့နာဂါစကီကိုတွေ့ရပါလိမ့်မယ်။နောက်တော့ကော်မတီက ြစ်မှတ်18ခုစာရင်းကို၄ခုထိရှော့ချလိုက်ပါတယ်။သူတို့ဟာဟီရိုရှိမာ၊ကိုကူရာ၊နီယာကာတာနဲ့နာဂါဆာကီတို့ကိုရွေးချယ်ခဲ့ပါတယ်။ဒီ၄ခုထဲကမှနောက်ဆုံးမြို့နှစ်မြို့ကိုပြစ်မှတ်ထားခဲ့ပါတယ်။ဒါဆိုရင်ဘာလို့တိုချိုကိုစာရင်းကနေဖယ်ထုတ်ခဲ့တာလဲ။တိုချိုကိုစာရင်းကနေဖယ်ထုတ်ရတဲ့အကြောင်းရင်းကတကယ်ကိုကြေကွဲစရာကောင်းလာပါတယ်။တိုချိုအကြောင်းမပြောခင်အရှေ့ဂျာမနီမှာရှိတဲ့ Dresden မြို့အကြောင်းဆက်ပြောရအောင်ပါ။ဒီမျိုးဟာစီးပွားရေးနဲ့ရင်ကျေးမှုအရအေးပါတဲ့ရှေးဟောင်းမျိုးတစ်မျိုးပါမျိုးလေကောင်မှာလှပတဲ့အဆောက်အုံတွေအများကြီးရှိပါတယ် ဒရက်စင်မျိုးကအဆောက်အုံတွေဟာရှေးဟောင်းအစ်စ်တွေမဟုတ်ပါဘူး။ပြန်လဲတိဆောက်ထားတာတွေကြီးပါပဲ။ဒါပါလို့လဲဆိုတော့မဟာမိတ်တွေဟာဒရက်စင်နဲ့ဟမ်ဘတ်မျိုးတွေကိုကြောက်မက်ဖွယ်ကောင်းလောက်အောင်မီးလောင်ဘုံးတွေနဲ့တိုက်ခိုက်ခဲ့လို့ပါပဲ။ဒီနီးပြူဟာကမီးလောင်စေတဲ့ဘုံးတွေကိုကျဲချပြီးမျိုးထဲမှာမီးမုန်တိုင်းတွေဖန်တီးတာပါ။ M69 ဘုံးရဲ့အဓိကပစ္စည်းကလောင်ကျွမ်းတာနဲ့1မီတာကျော်အထိပြန့်နှံ့တဲ့မီးကဲကြီးဖြစ်သွားပြီးဒီမီးတွေဟာနှိမ့်သူမရှိတာကြောင့်ရက်ပေါင်းများစွာဇက်တိုက်လောင်နေတာပါ။စစ်ပွဲအဆုံးပိုင်းမှာလုပ်ခဲ့တဲ့ဒီလိုဘုံးကျဲတိုက်ခိုက်မှုတွေကြောင့် မြို့တစ်မြို့လုံးဖျက်ဆီးခံရပြီးလူတောင်းပေါင်းများစွာတေဆုံးခဲ့ပါတယ်။ဒါတောင် Dresden ဟာအရေးကြီးတဲ့စီးရေးပြစ်မှတ်တောင်မဟုတ်ခဲ့ပါဘူး။ဒီအကြောင်းကိုကြားလိုက်ရင်ကျွန်တော်တို့ခေါင်းထဲမှာပေါ်လာမှာကဂျာမနီကိုဘုံကျဲတာကစစ်ကိုရပ်တန့်ဖို့တနက်လေရင်နဲ့တင်ကားထုတ်တဲ့ဆက်ယုံတွေကိုဘုံကျဲတာပဲမဟုတ်ဘူးလားဆိုတဲ့မေးခွန်းပါပဲ။တကယ်တော့စစ်ပွဲအစပိုင်းမှာဗြိတိရှ်ရဲ့လေတပ်ဟာပြစ်မှတ်တွေပေါ်ကိုတိတိကျကျမကျဲချနိုင်ခဲ့ပါဘူး။ဘုံတွေရဲ့လေးပုံတစ်ပုံအောက်ပဲပြစ်မှတ်ရဲ့၈ကီလိုမီတာပတ်ဝန်းကျင်အတွင်းကျရောက်ခဲ့ပါတယ်။ဆိုလိုတာက25ရာခိုင်နှုန်းသာပြစ်မှတ်နာရောက်တာဆိုတော့ ဒီနီလန်ကတကယ်ကိုမထီရောက်ပါဘူးလူအင်အားနဲ့လေရင်အင်အားအများကြီးဆုံးရှုံးပြီးတဲ့နောက်ဗြိတိရှဘုံကျဲတပ်ဖွဲ့ဟာနီးပြူဟာပြောင်းဖို့စဉ်းစားခဲ့ပါတယ်ပထမကမ္ဘာစစ်ကကရုတ်ချင်းတူပြီးတိုက်ခတ်ရတဲ့စစ်သားတယောက်ထက်တောင်လေရင်မှုတွေရဲ့အသက်ရှင်တုန်းကနည်းနေခဲ့လို့ဒါဟာလူသက်ကွင်းကြီးတစ်ခုလောက်အောင်ဖြစ်နေခဲ့ပါတယ်ဒါကြောင့်နေဘက်မှာပြစ်မှတ်တွေကိုရှာဖွေပြီးတော့ညဘက်မှာမြို့ကြီးတွေကိုအဓိကထားဘုံကျဲဖို့ဆုံးဖြတ်ခဲ့ကြပါတယ်ဒါဆိုရက်သားတွေပေါ်ဘယ်လိုတက်ရောက်မှုရှိမလဲဒါကိုဘယ်လိုခံစားရမလဲအဲ့ဒီခေတ်တုန်းကလေရင်မြန်ဆိုတာကအသက်အစမ်းပါဒါကြောင့်လူတွေကဘယ်လိုသုံးရမလဲ ဘယ်အချိန်မှတုံးရမလဲဘလို့တုံးတာကတင့်တော်တယ်လဲဆိုတာကိုလေ့လာနေသေးပါဒုတိယကမ္ဘာစစ်မဖြစ်ခင်နှစ်အနည်းငယ်လို့မှစပိန်နိုင်ငံကဂွာနီကာမြို့ကိုမှဘုံကျဲလင်ယူတွေနဲ့ပထမဆုံးတိုက်ခိုက်ခဲ့တာပါလူတွေကလင်ယံပြန်အသုံးပြုမှုနဲ့ပတ်သက်တဲ့ theory တွေကိုဖန်တီးနေတော့မှပဲဘုံတွေဇက်တိုက်ကျဲလိုက်တာကရန်သူတွေစစ်ပန်းပြီးတော့လက်နက်ချလိုက်မယ်လို့ယူဆနေတဲ့ဗြိတိရှားစစ်ဘက်ကောင်းဆောင်တွေဟာဒီနီးပြူဟာကိုလက်ခံခဲ့ကြပါတယ်ဗြိတိရှားတပ်မှုအာသာဟဲရစ်ကနိုင်ငံရေးသမားတွေဝိလေကြောင်ပွဲပြောနေတာကိုမကြိုက်တာကြောင့်ဘုံကျဲချင်းရဲ့ယူရဲချက်ကမြို့တွေကိုဖျက်ဆီးဖို့ အလုတ်သမားတွေကိုတတ်ဖြတ်ဖို့လူအသက်တွေကိုဖျက်ဆီးဖို့မကြုံစဘူးဒုက္ခတွေပြဿနာတွေကိုဖန်တီးဖို့ပဲလို့ပွန့်ပွန့်လင်းလင်းပြောခဲ့ပါတယ်။ဒါကြောင့်အဲ့ဒီအချိန်မှာအရက်သားတွေတည်ဆုံတာဟာဖြစ်ရိုးဖြစ်စဉ်တစ်ခုလိုတောင်ဖြစ်နေပါပြီ။မိဘုံတွေရဲ့ဒီဇိုင်းပုံစံကိုကြည့်လိုက်ရင်ရည်ရွယ်ချက်ကပိုရှင်းလာပါတယ်။ဒီဘုံတွေကိုစက်ရုံတွေကိုပြတ်မှတ်ထားဖို့တီထွင်ခဲ့တာမဟုတ်ပဲဂျာမန်နဲ့ဂျပန်အိမ်တွေရဲ့ပုံစံတူတွေပေါ်မှာတောင်စမ်းသပ်ခဲ့တာပါ။ ပရိဘောဂတွေကဘုံကျဲတာတွေကိုဘလို့တက်ရောက်မှုရှိမလဲဆိုတာကအစဂျပန်အိမ်တွေရဲ့တစ်သားမှရှိတဲ့အဆိုတတ်ပမာဏအထိအသေးစိတ်ဆွေးနွေးခဲ့ကြပါတယ်။ဒါဆိုဒီဂျာမနီအကြောင်းတွေကတိုဂျိုနဲ့ဘာဆိုင်လို့လဲဆိုပြီးတွေးမိမှာပါ။မီလောင်ဘုံကျဲခြင်းကဒီအကြောင်းအရာနဲ့ဆက်ဆက်မှုရှိပါတယ်။ဘာလို့လဲဆိုတော့အမေရိကန်လီတက်ကလည်းလုံလောက်တဲ့ဘုံတွေကျဲချလိုက်ရင်ဂျပန်လက်နက်ချလိုက်မယ်လို့ယုံကြည်ခဲ့လို့ပါပဲ။ဒါကြောင့်သူတို့ဟာဂျပန်ကိုမီလောင်တိုက်သွင်းဖို့စတင်ခဲ့ပါတယ်။ ဂျပန်ဟာဂျာမနီထက်တောင်မီးလောင်ပုံကျဲဖို့ပိုကောင်းတဲ့ပြစ်မှတ်တစ်ခုပါပဲ။ဒါကြောင့်ဂျပန်ဟာဘုံကျဲသမားအတွက်အိမ်မက်တစ်ခုပါပဲလို့တောင်ပြောနိုင်ပါတယ်။ဘာလို့လဲဆိုတော့အိမ်တွေကတစ်သားဆက်ကူတွေနဲ့ပဲလှုပ်ထားလို့ပါ။အမေရိကန်တွေဟာ1944ခုနှစ်ကတည်းကဂျပန်မျိုးတွေကိုအများကြီးဘုံကျဲနေကြတာပါ။သူတို့ရင်ဆိုင်ခဲ့ရတဲ့ပြဿနာကတော့စက်မှုလုပ်ငန်းတွေကဗဟိုချုပ်ကင်မှုမရှိတာပါပဲ။ဂျာမနီမှာလိုစက်မှုမျိုးကြီးတွေမှာစက်မှုလုပ်ငန်းကြီးတွေစုဝေးတည်ရှိနေတာမျိုးဂျပန်မှာမရှိခဲ့ပါဘူး။ဒါကြောင့် B29 ဘုံကျဲလင်ရာပေါင်းများတော့ကိုဂျပန်တဝမ်းကမြို့တွေကိုဘုံကျဲဖို့အသုံးပြုခဲ့ရပါတယ်။ 1945ခုနှစ်မတ်လမှာတော့ B29 လေယာဉ်တွေဟာတိုချိုဘုတ်ကိုအုံလိုက်ကျင်းလိုက် ပြန်ဝဲပြီးဘုံကျဲလေရင်ရာပေါင်းများတာကနေမီးလောင်ဘုံတွေကိုမိုးရွာသလိုကျဲချခဲ့ပါတယ်။ဒီတိုက်ခိုက်မှုမှာလူတသိန်းလောက်သေဆုံးခဲ့ပြီးဒါဟာလေကြောင်းစီးနှင်းတိုက်ခိုက်မှုတမိုင်းမှာအသေးပြောက်အများဆုံးအခြေအတွက်ပါပဲ။ဒီအခြေအတွက်ကိုနှိုင်းရှင်ပြရရင် VNN စစ်ပွဲမှာ American ဆုံးရှုံးရတာရဲ့နှစ်ဆနီးပါးရှိပါတယ်။ကနဦးအမှုမြူဘုံတွေရဲ့ပျက်စီးဆုံးရှုံးမှုထက်တောင်ပိုများပါတယ်။ဒါကြောင့်ဘုံကျဲဖို့စဉ်းစားခဲ့တဲ့ပြစ်မှတ်ရွေးချယ်ရေးကော်မတီရဲ့စည်ရင်းကနေပြုတ်ပြုတ်ပြုံးသွားတဲ့တူချိုက ဆက်ရင်းတဲ့ကနေထွက်သွားပါပြီ။ဘာလို့လဲဆိုရင်အခုဆိုရင်တိုဂျိုဟာလုံးဝနီးပါးဘုံကျဲခံရပြီးမီးလောင်ပြကျသွားပါပြီ။နန်းတော်ဝင်းတွေပဲအကောင်းပကတိနီးပါးလောက်ပဲကြံရှိပြီးတော့ကျန်နာတွေကပြပုံတွေကြီးပါပဲ။တိုဂျိုလည်းဒီလိုပဲပျောက်ကွယ်သွားပါပြီ။ဒါပေမဲ့မြို့တွေကိုဘယ်ဘုံနဲ့ကျဲမလဲဆိုတဲ့ comedy အတွက်နောက်ထပ်ပြဿနာတစ်ခုပေါ်လာပါတယ်။လေတက်ကဂျပန်မျိုးတွေကိုအကြီးအကျယ်ဘုံကျဲနေတာကိုသူတို့သိနေကြတယ်။ဒါဟာဘာလို့ပြဿနာဖြစ်လဲဆိုတော့ဂျပန်နဲ့ကမ္ဘာကြီးကိုနျူကလ িয়ার ဘုံတွေရဲ့အစွမ်းကိုပြသဖို့ တိတ်မပြတ်စည်းသေးတဲ့မျိုးတစ်မျိုးလိုအပ်နေလို့ပါဒီနေရာမှာလေတက်နဲ့ကော်မတီကြားအမြင်မတူတော့ဘူးလေတက်ကသူတို့ရဲ့ဘုံကျဲမှုတွေကိုမန်ဟတ်တန်စီမံကိန်းနျူကလ িয়ার ဘုံစီမံကိန်းအတွက်ရည်ရွယ်ထားတဲ့ပြစ်မှတ်တွေအတွက်ခြံထားပေးမှာမဟုတ်ပါဘူးဒါကြောင့်ပထမဆုံးစီးရင်ထဲမှာပါတဲ့ယိုကိုဟာမာလိုမျိုးမျိုးမျိုးကိုမေလာကောင်မလည်းမီးလောင်ဘုံကျဲခံလိုက်ရလို့စရင်ကနေဖယ်ထုတ်ခဲ့ရပါတယ်အခုဆိုသူတို့မှာပြစ်မှတ်တွေကုန်တော့မှာပါဒီအချိန်မှာပြစ်မှတ်ရွေးချယ်ရေးကော်မတီက လေတက်ကိုမျိုးတွေဘုံကျဲတာရက်ဖို့အထီတောင်တောင်းပန်ရတဲ့အခြေအနေမျိုးပါ။ဘာလို့လဲဆိုတော့ပြစ်မှတ်ဖြစ်ထားဖို့ဘာမှမကြံတော့မှဆိုလိုပါပဲ။ဒီကိစ္စကအမေရိကန်ထိပ်ပိုင်းအရာရှိတွေစီရောက်သွားပြီးတော့အမေရိကန်စစ်ဝင်ကြီး Henry Stimson ကတမရကိုဒီဘုံကျဲမှုတွေနဲ့ပတ်သက်ပြီးအကြောင်းပြချက်နှစ်ခုကြောင်းစိုးရိမ်မိကြောင်းပြောခဲ့ပါတယ်။ပထမကတော့မဟာမိတ်တွေဟာဂျာမန်တွေလိုပဲစိုးရွားတဲ့သူတွေအဖြစ်မြင်ခံရမှာကိုသူစိုးရိမ်တာပါ။နောက်တစ်ချက်ကတော့ဂျပန်ကိုအရန်ဘုံကျဲထားတော့ဘုံသက်ရဲ့ဆွမ်းအားကိုပြသဖို့အခြေအနေကောင်းမရှိတော့မှာကိုသူစိုးရိမ်တာပါ။ အမေရိကန်ဟာဂျပန်ရဲ့မြို့ပေါင်း69မြို့ကိုမီးဘုံကျဲခဲ့ပါတယ်။ဒါကြောင့်အိုဆာကာ၊နာဂိုယာနဲ့တိုကျိုလိုအဓိကမြို့ကြီးတွေဟာအကြီးအကျယ်ပျက်စီးခဲ့ပါတယ်။ဖူကူယာမာ၊တာကီရှိမာနဲ့တိုယာမာလိုသိမ်းငယ်တဲ့မြို့တချို့ကလည်းမြေပုံပေါ်ကနေလုံးဝပျောက်ကွယ်သွားခဲ့ပါတယ်။ဒါတွေကြောင့်လူပေါင်း9သိန်းလောက်သေဆုံးခဲ့တယ်လို့ခန့်မှန်းရပြီးအသက်ရှင်ကျန်ရစ်သူတွေရဲ့ဘဝကလည်းမလွယ်ကူခဲ့ပါဘူး။စစ်ပွဲပြီးမှစုစုပေါင်းလူပေါင်း15သန်းဟာအိမ်မက်ရမယ်ဖြစ်ခဲ့ရပါတယ်။ဒီသမိုင်းကြောင်းတွေကနေဘာတွေတင်ယူနိုင်မလဲ။လူတွေဟာနျူကလ িয়ার ပုံးတွေရဲ့အစွမ်းတွေကိုသာအဓိကမှတ်မိနေကြပြီး ဒီပုံချဲချင်းရဲ့အကြောင်းမဲ့ဖွယ်ရာတွေကိုမေ့လျော့နေတတ်ပါတယ်။ဒါဟာဤပညာသစ်တရေဆွဲဆောင်မှုနဲ့တမိုင်းကိုအောင်နိုင်သူတွေကရေးသားပုံရဲ့လွှမ်းမိုးမှုကြောင့်ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ဒါပေမဲ့အရေးကြီးတာကစစ်ပွဲဆိုတာစက်ယုံတွေကိုဘုံချဲတာတတ်တတ်မဟုတ်ပဲမကြာခဏဆိုသလိုအပြစ်မဲ့အရက်သားတွေကိုပါရည်ရွယ်ချက်ရှိရှိပြစ်မှတ်ထားခဲ့တယ်ဆိုတဲ့အမှန်တရားပါပဲ။အရက်သားတွေကိုဘုံချဲရင်သူတို့ကလက်နက်ချလိုက်မယ်ဆိုတဲ့အတွေးဟာလုံးဝမှားယွင်းခဲ့တယ်ဆိုတာကိုဒီဖြစ်ရက်တွေကသက်သေပြခဲ့ပါတယ်။တကယ်တော့ဒီလိုလုပ်ရက်တွေဟာလူတွေကိုပို့ပြီး မခံကျင်စိတ်ပြင်းပြစေခဲ့ပါတယ်။ဒါဆိုရင်စစ်ပွဲရဲ့အထိပ္ပယ်ကဘာလဲ။ကိုကျင့်တရားမဲတဲ့လောက်ရက်တွေကနေရရှိတဲ့အောင်ပွဲဟာတကယ်ပဲအောင်ပွဲလား။ဗိုလ်ချုပ်လီမေးပြောသလိုစစ်ပွဲရှုံးရင်ကျွန်တော်တို့အားလုံးစိတ်ရစွဲကောင်ဖြစ်မယ်ဆိုတဲ့စကားဟာတမိုင်းရဲ့အမှန်တရားကိုထင်ဟပ်နေပါတယ်။နိုင်ချင်းရှုံးချင်းပေါ်မှာမူတည်ပြီးကိုကျင့်တရားကိုအထိပ္ပယ်ဖွင့်ဆိုလို့မရပါဘူး။ဒီဖြစ်ရဆိုးတွေကလူသားမျိုးနွယ်အနေနဲ့စစ်ရဲ့ចောင်းမဲ့ဖွဲ့ရာအတိတ်ပဲမဲမှုကိုပြသနေပါတယ်။အနာဂတ်မှာဒီလိုအမှားမျိုးကိုထပ်မဖြစ်စေဖို့တမိုင်းရဲ့နက်နဲတဲ့သင်ခန်းစာတွေကနေနားလည်မှုနဲ့ငြိမ်းချမ်းရေးကို ဘလို့တိဆောက်ကြမလဲဆိုတာကိုပြန်လဲစင်ကျင်သုံးသက်ကြည့်ဖို့အချိန်ရောက်နေပါပြီအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ